ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးပဲမင်္ဂလာပါ Pep Guardiola ရဲ့ Manchester City ကလည်းတကယ့်ကိုအရေးပါတဲ့အချိန်မှာပေါ့လေသူတို့ရဲ့လုပ်ကိုသူတို့ကောင်းကောင်းလုပ်ပြီးတော့ Champion League ပြိုင်ပွဲကို15နှစ်ဆက်တိုက်ဝင်ခွင့်ထပ်ပြီးရတယ်တကယ်တော့ Manchester City ကအဲဆောင်တန်တဲ့ပွဲမှာမထင်မှတ်ပဲတေးကြသွားခဲ့တဲ့အချက်ရဲ့ FA Cup Final ရှုံးလိုက်တဲ့အချက်ကြောင့်သာသူတို့က ဒါသူလိုသူလိုဖြစ်သွားခဲ့တာဒါတရားသူလုံးတိုင်းတာနဲ့ကြည်ရင် City ကရာသီပိတ်ဆိုအများကြီးကောင်းနေရှိတယ်ဒါပြီးခဲ့တဲ့နှစ်တည်းသူတို့ချန်ပီယံဖြစ်တာလဲရာသီပိတ်မှာသူတို့ဆွမ်းဆောင်ရေးအရန်ကောင်းတဲ့အသင်းဖြစ်ပြီးဒါသူတို့ပြသခဲ့တယ်ဒါပေမဲ့နောက်ဆုံး၅ပွဲမှာတော့ City နည်းနည်းလေး return ပူကျနေတယ်။ဒါကြောင့်လဲဆိုသူတို့အသင်းရဲ့ form ကတောက်လျှောက်ကောင်းလာပြီးတော့မှ FA Cup Final မှာသူတို့ရှုံးသွားတယ်။ အိုက်ရှေ့မှာဆောင်းတန်ကိုသူတို့တည်ကြတယ်ဒါပေမဲ့မန်ချက်စတာစီးတီးကအဆုံးသတ်မှာတော့ဒါဘယ်လိုပြောမလဲဆိုတော့သူတို့လုတ်ကိုသူလုတ်တာပေါ့လေပြီးခဲ့တဲ့ဂျာယက်မှာဒါဘိုးမောက်ကို3-1နဲ့နိုင်ပြီးတော့အခုဖူလန်ကိုအဝေးကွက်မှာ3-0နဲ့နိုင်တယ်မန်စီးတီးကဒါကျွန်တော်တို့အခုဒီတလျှောက်လုံးပေါ့လေဒါမန်ချက်စတာယူနိုက်တက်ကိုဧပြီ6ရက်နေ့မှာဂိုးမရှိတည်ကြပြီးခဲ့တဲ့ကနေ့ ဒါ Crystal Palace ကိုနိုင်တယ် Everton ကိုနိုင်တယ် Villa ကိုနိုင်တယ် Forest ကိုဒီ Wolverhampton ကိုနိုင်တယ်ပြီးတော့မှအခုဘုံမောက်နဲ့ဒါ Fulham ကိုနိုင်တယ်ဆိုတော့သူတို့ကအကုန်လုံးနိုင်ွယ်ဂျားထဲမှာဆောင်းတဲ့သင်းမဲ့သူတို့တည်ကြတာဒါ Africa ပွဲတပွဲတော့ပါတာဗောလေ Africa ဂျားထဲမှာ Forest တပွဲ Crystal Palace တပွဲဆိုတော့ Manchester City တို့အဆုံးသက်မှာတော့ဒါနိုင်ွယ်ကျွန်တော်တခုပဲနားမလဲဒါ ဘာကြောင့်ဘိုလူပွဲမှာဟာလန်ပနတီမကန်လဲပေါ့ဗျာဒါဟာလန်ဒီတကယ်ဆိုရင်အဲ့ဘိုလူပွဲတွေကပနတီကန်ခဲ့လို့ရှိရင်ဒီပွဲကစပယ်လစ်နဲ့ပွဲက different story ဖြစ်သွားနိုင်တယ်ဒီနေ့ City ကဒါသူတို့အပြောင်းလဲအနေနဲ့ကိုသမား Edison နဲ့ Chesco Guardiola ရဲ့အခန်းကြီးရဲ့ Luvin Dias နဲ့ Matthias Luna ပြန်သားပြန်တော့ပြီးတော့ Gundogan ကို နောက်နီကိုကွန်ဇာလက်နဲ့တွဲပြီးကွင်းတွေကဒါဒူကူရဲ့မမူရှယ်ဘန်နရူဆီလ်ဘာနဲ့အယ်လင်ဟာလန်ပါတယ်ပွဲကတော့ဒါစီတီကအမှန်တမ်းပြောရင်တော့ဒီဖူလန်ကိုကောင်းကောင်းထိမ့်ချုပ်ထားတယ်ဖူလန်ကျွန်တော်အမြဲပြောသလိုပေါ့လေဒီသင်းက ဘယ်သိတဲ့ကံကသူတို့လုတ်ရည်ကံရှိတယ်သူတို့လုတ်တက်ကံတက်တယ်အများနဲ့ pressure ပေးနိုင်တယ်ဒါပေမဲ့သူတို့ရဲ့ပြဿနာက over the line ဖြစ်ဖို့နောက်တစ်ခါကပွဲတစ်ခုကိုအနိုင်နဲ့အဆုံးသတ်ဖို့မှာတော်တော်လေးယုံကံရတယ်အထူးသဖြင့်သူတို့ conference တစ်ခုတည်းတော့မျောလင်းချက်လေးနဲ့ကံနေကံနေရင်းနဲ့မှာနောက်ပိုင်းမှာဆက်တိုက်ရလက်ဒီဆိုးလာခဲ့တယ် city ကအစိုးရတဲ့ကဒါဆော့ဆော့စီကိုရပြီးတော့ပွဲကိုဥဆောင်ထားတယ်ဒါပထမပိုင်း27မိနစ်မှာအိတ်ခိုက်ဂွန်ဒွန်ကန်ကိုးသွင်းတယ်ဂွန်ဒွန်ကန်လည်းအမှန်တိုင်းပြောရင်တော့ယာတိပိတ်ခံပြီးကြမှာတောင်းလျှောက်ပြန်ကောင်းတယ်ဒါ man city က de bruyne ကိုတတ်တမ်းမတိုးပဲဂွန်ဒွန်ကန်ကိုတနည်းထပ်တိုးခဲ့တဲ့ ့ပေါ် CDP တက်တယ်မကျေနပ်ပေမဲ့မှန်တိုင်းပြောတော့တသိန်းလုံးမှာကွင်းလေအဓိကဝိုင်းကစားမတွေထုတ်လို့တော့လည်းမရဘူးဆိုတော့အခိုင်ကွန်တွန်ကစီတီအတွက်တကူတဲသောကိုးသွင်းပြီးတော့ခွန်ဆက်နှစ်မှာပန်တီရတယ် အလင်ဟာလန်တွင်းသွားတယ်။ဒါဒီပွဲမှာဒါဘယ်လိုပြောမလဲတချို့ကစားမားတွေဖြစ်တဲ့ Jack Grealish တို့မပါတဲ့ပေါ် City ကနေထွက်မလာပါညာနေတယ်ပြောကြတယ်။ဒါပေမဲ့ကျွန်တော်ပြောချင်တာပေါ့လေဟိုတနေ့ကဒါ penalty လုံးကိုဒါ Haaland ကိုတွင်းခဲ့ရှင် different story ဖြစ်တယ်။ဆိုတော့ Manchester City ကတူးလို့တူးလို့သွားတယ်ဒါ Haaland ရဲ့ penalty ကိုရဲ့ပက်ခိုက်ကုန်တော့ကဆိုတော့တစ်ဖက်မှာ Fulham အသင်းရဲ့ Marco Silva တော့တိတ်ထူးကြမရှိပေါ့လေသူတို့ဘယ်အသင်းနဲ့မဆိုသူတို့ကောင်းကောင်း threat လုပ်နိုင်ပေမဲ့ City ရဲ့အဲ့နိုင်ပွဲကိုတော့မထိန်းနိုင်ဘူး City ကအခု ဆိုရင်ဒါအခုဒီပွဲနိုင်ပွဲရတဲ့အတွက်ကြောင့်သူတို့ရမှတ်အားဖြင့်81မှတ်ရတယ်ဆို ရမှတ်80တန်းကိုတော့သူတို့ရအောင်ဝင်နိုင်တယ်။ဒါချန်ပီယံဖြစ်သွားတဲ့လီဗာပူးနဲ့သူတို့တိုတယ်73မှတ်กว่าတယ်။ဆိုတော့ဒါအရင်ကြီးတော့လည်းမဆိုးဘူးလေ။လီဗာပူးကိုယ်တိုင်လည်းအမှတ်မလို့တော့လည်းပါတယ်။ဆိုဖက်ကွာဒီယိုလာရဲ့အဆိုးသွားဆုံးယာတီဖြစ်တဲ့လို့ပြောလို့ရတာပေါ့လေ။ပထမယာတီကတော့သူ့အတွက်အခြေမကောင်းဘူး။သူဆက်ဆက်ချင်ရောက်တဲ့2016 17ယာတီအဲ့ယာတီတော့ကျွန်တော်မှတ်မှတ်ရပဲမန်ချက်စတာစီးတီးကိုသူရောက်လာတဲ့အချိန်မှာ FA Cup Semi Final နဲ့ပဲတက်တယ်။ Premier League မှာအဆင့်၄လပဲသူတို့အဆုံးတက်တယ်။ အဲ့ဒါကသူ့ရဲ့ City ပထမရာသီဒါပေမဲ့နောက်ရာသီမှာ Jet Tide on Fire ဖြစ်ခဲ့တယ်ဒီချိန်မှာတော့ဒါ Premier League မှာအဆင့်3တဲ့အဆုံးသတ်တယ် Africa ကို Semi Final ကနေ Final ထိတက်ခဲ့တယ် Paris ကိုသူတို့ရှုံးသွားတယ် So Kevin De Bruyne အတွက်တော့ဘယ်လိုပြောမလဲဆိုတော့နောက်ဆုံးပွဲမှာ Super League ကိုင်မြောက်ခွင့်နဲ့တော့အဆုံး တတ်ခွင့်မရခဲ့ဘူးဒါပေမဲ့ Manchester City ကအဲ့တဂိုးနဲ့သူတို့အနိုင်ရရှိသွားတယ်ဆိုတော့ Manchester City ကအခုနောက်ဆုံးပေါ့လေပွဲပြီးကနေ85မိနစ်မှာအဲခိုင်ဂွန်ဒိုဂန်နေရာမှာအစားထိုးဝင်တဲ့ De Bruyne ကဒါပြေးတတ်တွေကိုနောက်ဆုံးနှုတ်ဆက်သွားခဲ့တယ်ဆိုတော့ Manchester City ရဲ့ legend ကစားမဲ့ပြောမလား Premier League ရဲ့ all time အကောင်းဆုံးကွင်းလေတွေကတယောက်လို့ပြောရမလား De Bruyne ကတော့ City နဲ့သူ့ရဲ့ chapter ကိုအဆုံးသတ်ပြီးတော့ Pep Guardiola ကအဝေးကွင်းမှာဒါ Fulham ကိုနိုင်လို့ ချန်ပီယံလိပြိုင်ပွဲကို15နှစ်ဆက်တိုက်ဝင်ဝင်ရရှိတယ်။မန်ချက်စတာစီးတီးအသင်းကိုတော့ဒါ DRB အပန်တောင်းနေကြမှာဘာပဲဖြစ်ဖြစ်ကျွန်တော်မြင်တော့စီးတီးအနေနဲ့တေချာပေါက်ဘယ်ပြောမလဲ feel for down တို့ performance ပိုကောင်းဖို့လိုတယ်။ Fordan ဆို DRB တလျှောက်လုံးမှာတောင်းလျှောက်စိတ်ပြတ်စရာခြေစွမ်းပြီးဘာမှမလုပ်နိုင်ဘူး Fordan ကတကယ်အရေးသွေးမြင့်နေပြီးခဲ့တဲ့တစ်နှစ်ကတစ်နှစ်ကျော်လုံးက on fire ဖြစ်ပြီးတရားသီလုံးမှာ goal တွေအဲ့ဒါကျွန်တော် English media တွေကျွန်တော်ပြောချင်တဲ့ချက်ဒါ ဒီဘရိုင်းနာအလောက်ခြေစွမ်းပြရင်တော့အလောက်ကြီး highlight လုပ်ချင်လို့မယ်ပရီးမီယာလိသူတို့အင်္ဂလိပ်ကစားမတယောက်ဆိုတော့တကုံ highlight လုပ်ပြရတယ်နောက်ဆုံးအဆုံးသက်မှာ field foot ကတောက်လျှောက်ရုံးကန်ရတာဆိုတော့အခုလက်ရှိမှာ city ဟာ champion league ဝင်ခွင့်ကိုအဝေးကွင်းနိုင်ပွဲနဲ့အဆင့်၃နေရာနဲ့ပါအဆုံးတတ်ခဲ့တာပါအားလုံးကြည့်တမရတယ်